ေတာပေါ့နော်။ညနေ9:00နာရီခွဲအချိန်နေပေါ့နော်။အခုလဲ2025ခုနှစ်မေလ18ရက်နေ့စနေနေ့မနေ့6:00နာရီဂျိုရူများကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်မုတ်တုံမိုးကြောင်းကိုဆက်လက်လေ့လာ ဝေမျှမှာဖြစ်ပါတယ်အားလုံးမင်္ဂလာမျိုးရေမူကင်အရိုင်းမဲ့ channel ယူစလိုက်ပါတယ်ဒီနေ့ဒီဆက်ပင်ဗီဖန်လေးကဒီမေလ18ရက်နေ့အတွက်ဒီမုံတန်းတရင်နဲ့မုံမြမဲ့နေရဒေတာတွေကိုဒီကျွတ်တိခံမှန်းထားတဲ့မိုဇလာဘလော့ကဦးထစ်တင်းရဲ့ဗီဒီယိုပိုင်းလေးကျွန်တော်မျိုးပြသက်တင်ဆက်ပေးသွားဖြစ်ပါတယ်ကျွန်တော်မျိုးလည်းကျွတ်တိကောက်ွယ်ပြင်ဆင်လို့ရအောင်မူဒရာအနေနဲ့ပြန်လည်ဝင်မြတ်တင်ဆက်ပေးလေးချင်းဖြစ်တယ်အဲဒီရက်ဒီမှာတော့ဒီမုတ်တုံလေးဝင်မယ်လို့လည်းကြေညာထားရပါတော့ဒါဆိုရင်ကျွန်တော်ပြန်ပြန်လေးဆက်လိုက်ရအောင်အင်မနက်6နာရီတိုင်းတာကြည့်ရ ဇာရီးယားပင်လယ်နဲ့အိန္ဒိယသမုဒ္ဒရာကတိုက်ခတ်လာတဲ့လေစီးကြောင်းဟာဘင်္ဂလားပင်လယ်ထဲကိုလေစီးကြောင်းနှစ်ခုနဲ့တိုက်ခတ်ပြီးတော့သွားတာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ရဲ့အလဲကောင်မှာတော့လေဆိုင်ဝဲစုံကြီးလေးဖြစ်နေတာတွေ့ရပါတယ်။ဒီနေသားမှာမုံလိုက်ဖြစ်မဖြစ်ဆိုတာကိုကျွန်တော်တို့ပေငါးတော်အမြင့်ကိုတက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာလေစီးကြောင်းဟာတက်လေ လေတိုက်ခတ်မှုမရှိဘဲနဲ့မြမာပြည်လေပိုင်းကိုဖျက်ပြီးတော့တရုတ်ပြည်ကနေတဆင့်မြောက်ဝီဆုံးဆုံးဘက်ကိုတွားပေါင်းနေတာတွေ့ရတဲ့အကြောင်းမလို့ဒီနေတာဟာမုံတိုင်းဖြစ်ဖို့မတည်ကြဘူးဆိုတော့တင်ဂေတပြနေပြီးတော့ဒီလီစီကြောင့်ဟတဲလာတဲ့ဂျင်းငွေတွေဟာမြမာပြည်အနှံ့ပြားမှာဝင်ရောက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပါတယ်ဒီကနေ့မနက်6:00နာရီတိုင်းတာကြကြ မင်္ဂလာပင်လယ်တစ်ခုလုံးမှာတိမ်အနိမ့်နေပြည့်လွှမ်းနေတာကိုအညိုရောင်လေမော်ရောင်အနေနဲ့ကျွန်တော်တို့တိုင်းတာရရှိထားပါတယ်။နေ့လယ်၁၂နာရီရောက်တဲ့အချိန်ရောက်လို့ရှိရင်တော့ဒီတိမ်အနိမ့်နေဟာမြမာပြည်ကိုဝင်ပြီးတော့အနှဲငယ်မြင့်တဲ့တိမ်ဖြစ်ပြောင်းလဲသွားတာတွေ့ရမှာဖြစ်တယ်လို့ပဲမြမာပြည်ကိုဖြတ်ဝင်သွားရင်လည်းမြမာပြည်လေပန်းကအပူချိန်ကြောင့် မိုးတိမ်တောင်များဖြစ်ပေါ်သလိုပဲဝယ်လာတဲ့ရေငွေ့အားများတဲ့အကြောင်းမလို့မြမာပြည်တစ်ခုလုံးမှာတိတ်အနေနေပါဖြစ်ထွန်းနေတာကိုကျွန်တော်တို့စတင်တွေ့ရှိရပါတယ်ဒီအတွက်ကြောင့်မလို့မြမာပြည်မှာပြည်စည်းလက်ချင်းမိုးကြိုးပစ်ချင်းများအပြင်မြေနှိမ်တိမ်တွေကြောင်းမလို့ရုတ်တရက်နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေကိုတွေ့ရမှာဖြစ်ပါတယ် ဒီနေ့18ရက်နေ့မိုးရွာနိုင်တဲ့ဒေသတွေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့မြန်မာပြည်အနှံ့အပြားနေရာစိတ်စိတ်နဲ့နေရာကျဲကျဲမိုးရွာသုံးမှာဖြစ်ပြီးတော့မြန်မာပြည်အလယ်ပိုင်းတစ်ခုလုံးမှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မြန်မာပြည်တောင်ဘက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်စကိုင်းတိုင်းနဲ့ချင်းပြည်နယ်မန္တလေးတိုင်း အရှိမြောက်ရှမ်းပြည်နယ်မကွေးတိုင်းရခိုင်ရိုးမတို့မှာမိုးရေကြီး1.4မှ4လမှ1.8မှ8ထိရရှိနိုင်ပြီးတော့နေရာကွက်ပြီးတော့မုန်းကြီးနိုင်ပါတယ်အထူးသတိထားဖို့ကောင်းတာကတော့ချင်းပြည်နယ်နဲ့မုံရွာရဲ့အနောက်ဖက်ဒေသမှာ မိုးရေကြီး2လမလောက်အထိရောက်နိုင်တဲ့အနေအထားရှိလို့အထူးသတိထား အဖို့လိုပါတယ်ထို့အတူပဲအေယာဝတီတိုင်းရန်ကုန်တိုင်းအနောက်ချမ်းကရင်ပြည်နယ်မွန်ပြည်နယ်စတင်းနိုင်တိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်လာမယ့်၁၈ရက်နေ့မှာလည်းမြမပြည်အနှံ့အပြားမှာဆက်လက်မိုးရွာနေပြီးတော့မကွေးပြည်နေပြီးတော့ကြားမှာတော့မိုးနည်းနည်းသာရွာမယ့်အနေအထားကိုတွေ့ရမှာဖြစ်ပါတယ် အထူးတတိထားမဲ့ဒေသတွေကတော့မန္တလေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်တောင်ဘက် ARV မြဝကျုံးပေါ်အနောက်ဖက်ပဲခူးတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ကျွန်တော်တို့ဘင်္ဂလားပင်လယ်ကဝင်လာတဲ့ရေငွေ့တွေဟာနောက်ထပ်9ရက်အတွင်းမှာ မြန်မာပြည်ကိုဝင်ရောက်ပြီးတော့မိုးရေရင်ဗနလမရနိုင်တယ်လို့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံတစ်ခုလုံးမှာမိုးရေရင်ခုနှစ်လမပဝန်းကျင်ကိုခုနှစ်ရက်အတွင်းမှာရနိုင်တဲ့နေရာဆိုလို့ရှိရင်ကျွန်တော်တို့ချောင်းမြောင်းအင်းအိုင်များပြည့်ရှံပြီးတော့တချို့ဒေသတွေမှာရေကြီးခြင်းတွေစတင်တွေ့ကြုံနေရတဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့ မုံရွာနဲ့မကွေ မကွေနဲ့ပြည်သားမှာတော့မိုးရင်ကျင်းတလမဝန်းကျင်လာရရှိတဲ့အတွက်ကြောင့်မလို့စိုက်ပျိုးရေးတိနှံ့အတွက်တော့လုံလောက်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ကျွန်တော်တို့ရာဇဝတ္ထုခံမှလေ့လာတဲ့အခါမှာကျွန်တော်တို့ဟာလူထုဝန်ဆောင်မှုလုပ်ငန်းမူချမှတ်ထားပြီးတော့လူထုရှိရနေပြီးတော့လိုအပ်ချက်များမင်းများချက်များနဲ့ညီကျွန်တော်တို့ကရှာဖွေ ပြီးတဲ့အခါမှာရှင်းလင်းတင်ပြတဲ့သတင်းဌာနဖြစ်ပါတယ်။ထို့အတွက်ကြောင့်မလို့လူလူသိလို့တဲ့အချက်များကိုဆက်ွယ်ရေးသားမေးမြန်းနိုင်ကြပါတယ်။ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုဒေါင်းလုဒ်လုပ်ရတာခက်တဲ့နေရာတွေအတွက်ဖွင့်ပြီးတော့လူသားပြည်သူများကိုဆက်လက်ပြီးတော့မျှဝေနေပါတယ်။မိတ်ဆွေများကိုဆက်လက်မျှဝေပေးကြပါကျေးဇူးတင်ပါတယ်။ ောက်ပါ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 မှာဘယ်နည်းပါပါတယ်

တမိုင်းတကားပေါ်တိတ်မတက်နဲ့အောင်အားတန်းအားတန်းတကားဒါအိမ်ပေါ်တော့ဒါမိမိတို့အိမ်ပါအေးအေးကြည့်ရအောင် မလေးဟဲ့တောင်ကြီးမှာဒီနေ့ညနေရေရွာနေတဲ့မိုးပေါ့နော်ရွာတာတော့နေကင်းနေရရွာတာပါဒါပေမဲ့ဒီနေ့ညနေမိုးတော်တော်လေးကိုသေးတယ်ဒါပေါ့နော်ညနေ9နာရီခွဲအချိန်နေပေါ့နော်အခုလက်ရှိ post တင်တဲ့အချိန်9နာရီကျော်ချိန်မိုးလုံးဝမတိတ်ပါဘူးရှင်တောက်လျှောက်ရွာနေရပေါ့နော်တခြားမြို့တွေမှာလည်းရွာတယ်ထင်တယ်ရန်ကုန်မှာလည်းတောက်လျှောက်ရွာနေတယ်လို့တော့ကြားတယ်လေတော့ကြိုတာပေါ့နော်ညနေကိုအပြင်ထွက်လာတာကားတော်မှအရှိ့မမီရအောင်ကားမီထိုးပြီးတော့မောင်းလာတာမှမသေးခွေးဘူးပေါ့နော် လမ်းပေါ်မှာအရည်တွေရှန်နေတယ်ပြီးရင်မိုးကမတိတ်ဖက်နဲ့တောက်လျှောက်ယွာနေတာနိုင်များအများကြီးယွာထားတဲ့အတွက်ကိုလမ်းပေါ်မှာရည်တွေအများကြီးပဲရည်မြောင်းနေလဲရှန်အရင်စစ်ပူတယ်အဲ့လိုမျိုးမိုးတောက်လျှောက်ယွာပြီးဆိုရင်ကြောက်တယ် ဘာလို့လဲဆိုတော့အဲ့လိုမျိုးတောင်ကြရီကြလာမှတော့အနေမရအိမ်နေတဲ့ဟိုရေဝဲမှာတော့ကားလမ်းတွေကိုရေကျော်ပြီးတော့ပေါ့နော်အဲ့လိုအနေရဖြစ်မှတွေလဲစိတ်ပူတယ်ချောင်းတွေပြီးလို့ရှိရင်ရေမြောင်းတွေအဲ့ဒါဆိုရင်ရေတွေရှမ်းပြီးတော့လမ်းပေါ်မှာရေတွေအကုန်ရောက်နေစိုင်ကယ်နဲ့သွားရဆိုရင်တော့အန်တီတော်တော်များမှာကားနဲ့တော့မှပဲဖြစ်ဖြစ်လှိမ့်သွားတယ်ဘယ်နေရာကျန်းခွန့်ရှိတယ်ဘယ်နေရာမြောင်းရှိတယ်ဆိုတာကိုကိုကမှတ်မိနေလို့ပေါ့နော်အမလီနစ်မို့ဆိုလို့ရှိရင်တော့အန်တီတော်တော်များတယ်ဟိုမှာကြည့်အမမြောင်းတွေရေရှမ်းတာတဝေါ်ဝေါ်နဲ့မြောင်းဆိုလို့ရှိရင်ဖုံးသွားပြီးရေမြ ောင်းတာမှမနှေးရှာရမယ့်အခြေအနေပေါ့နော်လက်မောင်းမှာရေးရေးကြောနေပြီ အဲ့လိုမျိုးဇက်တိုက်မိုးတွေရွာလာပြီဆိုရင်တန်တရင်ရှိတယ်ပေါ့နော်။မကြည့်ကားဘေးနောက်မှာမြုပ်တယ်လမ်းပေါ်မှာနေတာတောင်ကြီးပေါ့နော်။အဲ့ဒီတောင်ပေါ်မှာဆိုလို့ရှိရင်တောင်ကြီးတွေကျလာပြီးတော့လမ်းပေါ်မှာအနေမရအင်းနေတဲ့ဟိုရေဝဲမားရအင်းဒီပြိုတာတို့မြည်ဒီပြိုတာအဲ့ဒါကိုကြောက်တာသီလား။မိုးကနင်းနေပပရွာတယ်ဆိုလို့ရှိရင်မိုးရွာတာတော့ကောင်းတယ်မိုးမရွာတော့လည်းရွာစီခြင်းနဲ့ရွာတဲ့ခါကျလည်းအဲ့လိုဇက်တိုက်မတည်ဖက်နဲ့ရွာနေလို့ရှိရင်အန်တရီတွေဖြစ်မှာအဲ့လိုမျိုးတွေအရန်ကြောက်တယ်သီလား။မိုးဇက်တိုက်ရွာပြီဆိုလို့ရှိရင်တခြားမျိုးတွေမှလည်းရွာလာတော့မသိဘူးပေါ့နော်။ဒီတောင်ကြီးမှာတော့မှဒီလိုမျိုးချ ီနေဖြစ်နေလုံးဝမရက်ဖက်နဲ့စက်တက်ရွာတယ်ဆိုရင်အန္တရာယ်ဖြစ်မှာကိုကြောက်တယ်နော်ရေမြောင်းနေဆိုလို့ရှိရင်လည်းရှံပြီးတော့မှလမ်းပေါ်ကိုရောက်လာတာဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြန်လာပါပဲဒီဝန်လျက်ဒါဒီမေလ18ရက်နေ့အတွက် မောင်နှင်းတရင်နဲ့ဒီမိုးများမဲ့ရေကြီးမဲ့နေရာဒေသတွေကိုဒီပြပြန်တင်ဆက်ပေးသွားတဲ့မိုးစလဘလော့ကဥတီတင်ပြပါလေဒီအခုလိုတင်ဆက်ပေးထားတဲ့ဒီမိုးစလဘလော့ကဥတီတင်လည်းကြည့်ကြည့်များကြည့်ပါရစေကျွန်တော်မျိုးလေကျွတ်တက်ကားပစ္စည်းလင်းအောင်ဗုဒ္ဓရအနေနဲ့ပြန်လည်ဝင်မြတ်တင်ဆက်ပေးလိမ့်ပြတယ်ပေါ့နော်အခုလောဆယ်တော့ဒီတောင်ကြီးမှာဒီရပိုင်းတွင်မိုးရွာတော်တာရေထိုးကြီးတယ်ဗျတောင်ကြီးအမျိုးတွေလည်းဒီအားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ ဒီကုန်းလည်းပတ်သက်ပြီးတော့မျိုးရည်တွေ့ကြုံတဲ့ထင်မြင်ဆက်ချက်ကိုလည်းကျွန်တော် comment မှာမချေပေးကြလို့ရတယ်။တလို့စဲ debut file ကိုကြည့်နေတဲ့မိတ်ဆွေမျိုးရည်တွေမှာဘယ်နေရာဒေသတွေမှာမိုးများလဲ၊မိုးရွယ်လဲဆိုတာကိုကျွန်တော် comment မှာမချေပေးကြပါအောင်ဗျ။ဟုတ်ကဲ့ပါကျွန်တော် channel နဲ့ဘူးထွက်ရတဲ့အကြောင်းအရာတွေဒီမိုးရွယ်တာတရင်မုံတဲ့တရင်အစ်စ်အစ်စ်တွေကိုမြန်မြန်တိဆက်ပေးအောင်မို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပေးတဲ့ notify bell လေးပါနှစ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel အပိတ်ကြည့်ရှုသူကြားချင်းရဲ့ကြည့်ပြီးမှတင်ပါတယ်။နောက်ထပ်ပြီးတော့ပြန်ဆုံရမယ်။တရား